မင်္ဂလာပါရှင်။ဘာမခိတိသတင်းဌာနကနေအော်တိုဘာလ29ရက်နေ့မနက်ခင်းစစ်ဝင်စားဖွဲ့ထိတ်တန့်ရောက်တဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NLD အပြတ်အသတ်အနိုင်ရရှိခဲ့သော2020ရွေးကောက်ပွဲကိုလွတ်လပ်တရားမျှတသောရွေးကောက်ပွဲအဖြစ်နိုင်ငံတကာကအသိအမှတ်ပြုထားပြီးစေအုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲတရားမဝင်ပဲနိုင်ငံတကာကလည်းလက်မခံဟုကြေညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအဖြစ်အသက်အနိုင်ရရှိခဲ့သော2020ရွေးကောက်ပွဲကိုလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲအဖြစ်နိုင်ငံတကာကအသိအမှတ်ပြုထားပြီး COC အတူရောင်ရွေးကောက်ပွဲမှာတရားမဝင်ကြောင်း NLD ကယနေ့ကြေညာချက်ထုတ်ပြန်ပါတယ်။2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်ကျင်းပခဲ့သောမြန်မာနိုင်ငံပါတီစုံအထွေထွေရွေးကောက်ပွဲသည်ကမ္ဘာကောင်းဆောင်များတန်တမန်များနှင့်ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းမှလွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲအဖြစ်အသိအမှတ်ပြုခဲ့ကြကြောင်း သို့သောစစ်တပ်ကမဲဆယံမှားယွင်းမှုရှိသည်ဟုအထောက်အထားမရှိသောစွပ်စွဲချက်ဖြင့်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်ဒီမိုကရေစီနီးကျရွေးကောက်ခံအစိုးရထံမှအာဏာလွတ်ယူခဲ့ကြောင်းဆီယနာသိမ်းပြီးနောက်စစ်တပ်သည်လူခွင့်ရေးချိုးဖောက်မှုများစွာကျူးလွန်နေခဲ့ပြီးယခုအခါစစ်ပေးရှောင်ဒုက္ခသည်3.6တန်းကျော်ရှိလာခဲ့ကနိုင်ငံရေးအကျဉ်းသား19000ကျော်ရှိနေကြောင်းရှခုအခါဆေအုပ်စုသည်ဒီမိုကရေစီစံနှုန်းများနှင့်ခိုက်ညီမှုမရှိသောအတူရောင်ရွေးကောက်ပွဲကိုကျင်းပရန်ဂျိုးပန်းနေပြီး၎င်းသည် ိုင်ငံဧရိယာဤသုံးပုံတစ်ပုံခန့်တွင်သာကျင်းပနိုင်မည်ဖြစ်ကြောင်း NLD ကထောက်ပြပါရယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကဆေးဥစုအတူရောင်ရွေးကောက်ပွဲကိုလက်မခံအတိမတ်မပြုကြောင်းနှင့်နိုင်ငံတကာအတိုင်းဝိုင်းအား၎င်းရွေးကောက်ပွဲကိုအတိမတ်မပြုရန်ဤပညာနှင့်ငွေချေအထောက်ပံ့မပေးရန်ရွေးကောက်ပွဲလိလသူများဆေးလိုခြင်းမပြုရန်တိုက်တွန်းထားပါရယ်။2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်ကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲတွင်မဲဆန္ဒနှင့်1138နေ ရာဂိုင်းနှုန်းအပြင်65တသမ38ရာဂိုင်းနှုန်းတွင်ကျင်းပနိုင်ခဲ့ကြောင်းနိုင်ငံရေးပါတီ62ခုမှကိုစလဲလောင်9389ဦးနှင့်တတိပုဂ္ဂလကိုစလဲလောင်260ဦးတို့ဝင်ရောက်ရှင်ပြိုင်ခဲ့ကြောင်းစန္နမဲပေးခွင့်ရှိသူ382,8448ဦးရှိရာတွင်တနိုင်ငံလုံးစန္နမဲပေးမှုအနေဖြင့်87ရာဂိုင်းနှုန်းကျော်လာရောက်မဲပေးခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှမဲဆန္ဒနဲ့အားလုံး၏82တက်သမ36ရာခိုင်နှုန်းအနိုင်ရရှိကာလွှတ်တော်ကိုယ်စားလှယ်920ဦးရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း NLD ကပြောပါရယ်မြန်မာပြည်သူတို့သည် COVID-19 ကရောဂါကိုရင်ဆိုင်လျက်နှင့်မိမိတို့ဆန္ဒကိုရဲရင့်စွန်စားဖော်ထုတ်ခဲ့ကြကြောင်းပထမအကြိမ်မဲပေးခွင့်ရသူ first time voter ငါးတန်းကျော်နဲ့ဒီပါရောက်နိုင်ငံသားများလည်းစိုက်ရောက်နိုင်ငံများမှတက်စစ်ပါဝင်မဲပေးခဲ့ကြကြောင်းကိုဗစ်အနေရကြမှပြည်သူများတက်ခဲနဲ့ပူးပေါင်းပါဝင်မှုကြောင့် ေါ်ထွက်လာသည့်2020ခုနှစ်ရွှေကောက်ပွဲရလဒ်ကိုနိုင်ငံတကာမှကောင်းဆောင်များနှင့်ရွှေကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့အစည်းများကကြိုဆိုထောက်ခံခဲ့ကြကြောင်းနိုင်ငံတကာအဖွဲ့အစည်းများနှင့်ရွှေကောက်ပွဲလေ့လာသူများကလွတ်လပ်တရားမျှတသောရွှေကောက်ပွဲအဖြစ်အတိအမှတ်ပြုခဲ့ပြီးအတိအမှတ်ပြုသောအဖွဲ့များတွင် ASEAN Network for Free Election ANFREL People Alliance for Credible Election PACE ရွှေကောက်ပွဲစောင့်ကြည့်ရေး Japan Mission အဖွဲ့ ကာတာစန္ဒာပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဆက်နက်ဖွဲ့တို့ပါဝင်ကြောင်းသိရပါတယ်။တရုတ်ပြည်သူသမ္မတနိုင်ငံတော်သမ္မတကြီးရှီဂျီပင်မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံရှန်ကုံ အမေရိကန်မျိုးသားလုံခြုံရေးအကြံပေးရိုဘတ်စီယိုဗယန်အမေရိကန်နိုင်ငံသားရွေးဝင်ကြီးမိုက်ပွန်ပီယို UK နိုင်ငံသားရွေးဝင်ကြီးမစ္စတာနိုင်ဂျဲအတမ်ဖီဒီရှာတန်အမတ်ကြီးမစ္စတာတန်ချန်ကနေဒါနိုင်ငံသားရေးဝန်ကြီးဌာနဩစတြေးလျနိုင်ငံသားရေးဝန်ကြီးမစ္စစ်မာရီစပိန်ဂျပန်ဝန်ကြီးချုပ် ယိုရှိဟီတဲစုကအိန္ဒိယဝန်ကြီးချုပ်နာရန်ထရာဒီမုံထိုင်းဝန်ကြီးချုပ်မစ္စတာပရာရော့ချန်အိုဂျာစင်ကာပူဝန်ကြီးချုပ်မစ္စတာလီရှန်လွန်ဘူတန်ဘယင်မင်းမြတ်ဂျစ်မီခီဆာနန်ဂျေဝါချောင်းဘူတန်ဘယင်မင်းမြတ်နှင့်ဥရောပသမဂ္ဂတို့က NLD ပါတီဤရွေးကောက်ပွဲအောင်နိုင်မှုရလဒ်ကိုဂုဏ်ပြုချီးကျူးခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ကိုချီးကျူးဂုဏ်ပြုခဲ့ကြောင်းသိရပါတယ်လက်ရှိအချိန်ထိအပြည်ပြည်ဆိုင်ရာလွှတ်တော်များသမဂ္ဂအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းက2020ခုနှစ်နိုဝင်ဘာလအထွေထွေရွေးကောက်ပွဲရလဒ်ကို အတိအမှတ်ပြုနေဆဲဖြစ်ပြီးဥရောပတမကနဲ့ကမ္ဘာကုလတမကစသည့်အဖွဲ့အစည်းကြီးများအပါအဝင်နိုင်ငံတကာအတိုင်းဝိုင်းကမြန်မာအရေးနဲ့ပတ်သက်၍2020ရွေးကောက်ပွဲရလက်အပေါ်တွင်သာအခြေခံ၍ချင်းခက်ပြောဆိုလျက်ရှိကြောင်း NLD ပါတီကဆိုပါတယ်ထို့ပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဖွဲ့စည်းထားသောဖြီတောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း2020ရွေးကောက်ပွဲရလဒ်ကိုတရားဝင်အတိအမှတ်ပြုခဲ့ကြောင်း2020ရွေးကောက်ပွဲရလဒ်တည်တာဖြီသူဆန္နာနဲ့အညီတရားဝင်တည်ရှိနေစေဖြစ်ကြောင်း NLD ကထုတ်ပြန်ပါတယ် 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်မြန်မာစစ်တပ်ကမေဆယံမှားယွင်းမှုရှိသည်ဟုသောအကြောင်းပြချက်ဖြင့်ရွှေကောက်ခံတီဆဲအစိုးရထံမှအာဏာလုယူခဲ့ခြင်းသည်မြန်မာနိုင်ငံ၏ထိုစင်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်အခြားမည်သည့်တီဆဲဥပဒေများနှင့်မျှကိုင်းညီမှုမရှိကြောင်းမဲဇယင်မှားယွင်းမှုရှိသည်ဟုစစ်တပ်ကဆွဆွဲခဲ့တော်လေအဆိုပါဆွဆွဲချက်မှာအထောက်အထားခိုင်လုံခြင်းမရှိကြောင်းမဲဇယင်မှားယွင်းသည့ ထို့နောက်မင်းမတမာမှုရှိခဲ့သည်ဟုလိမ်ညာဆွဆွဲ၍အာနာသိမ့်ယူမှုသည်အထောက်ထားမကိုင်လုံသည့်အပြင်ထိုကိစ္စနှင့်ပတ်သက်၍မြမစစ်တပ်၌ဥပဒေအရအစုံအဖြတ်ပြုပိုင်ခွင့်အရေးယူဆောင်ရွက်ပိုင်ခွင့်လည်းမရှိကြောင်းမဲစရင်မှားယွင်းမှုနှင့်မင်းမတမာမှုတို့သည်ဓာတ်ရိုက်သက်ဆိုင်သောအကြောင်းအချင်းအရာများမဟုတ်ကြပါရွှေကောက်ပွဲဆိုင်ရာအငင်းပွားမှုများမှာယွန်းချွတ်ချော်မှုများကိုကင်တွဲဖြည့်ရှင်းရန်တာဝန်နှင့်လုပ်ပိုင်ခွင့်မှာတည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေအရပြည်ထောင်စုရွှေကောက်ပွဲကော်မရှင်မှစ၍သက်ဆိုင်ရာကော်မရှင်အဆင့်ဆင့်ထံ၌သာ တရှိကြောင်း NLD ကပြောပါရယ်စေအုစုကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲဤတရားမဝင်ပေစေအုစုကဖွဲ့စည်းလိုက်သည့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ဒီမိုကရေစီစံနှုန်းများဖက်ဒရယ်စံနှုန်းများဖြင့်ကန့်ညီမှုမရှိသောအတူရောင်ရွေးကောက်ပွဲကျင်းပရန်ကြိုးပမ်းနေကြောင်းစေအုစုအနေဖြင့်၎င်းတို့ကိုးကားနေသော2008ဖွဲ့စည်းပုံအခြေခံဥပဒေအရပင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့စည်းပိုင်ခွင့်မရှိကြောင်းစစ်တပ်စီစဉ်ကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူကပယ်ချလျက်ရှိကြောင်း စစ်တမ်းများအရလဲစစ်တပ်ကစီစဉ်မဲ့ရွှေခောက်ပွဲကိုပြည်သူလူထုကပြက်ပြက်တားတားညှင်းပယ်ကြောင်းတွေ့ရှိရမည်ဖြစ်ကြောင်း NLD ကထောက်ပြပါရယ်2021ခုနှစ်ဧပြီလ24ရက်နေ့အာနာလူအကြံဖက်စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လိုင်းကိုတိုင်တက်ရောက်သဘောတူညီခဲ့သောအာဆီယံဆိုင်ရာမြမအရေးဆိုင်ရာဘုံသဘောတူညီချက်၅ချက်နှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်အမှတ်2669တွင်လည်း အာနာသိန်းစစ်ကောင်စီကရွေးကောက်ပွဲချင်းပရန်ကိစ္စအလင်းမပါဝင်ကြောင်းထို့ပြင်2025ခုနှစ်အောက်တိုဘာလ25ရက်နေ့ကထုတ်ပြန်လိုက်သည့်အာဆီယံ၏ထုတ်ပြန်ချက်တွင်ဗတ်အသီးသီးမှအကြံဖတ်မှုများရပ်တန့်ပြီးအားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးမှုများကိုဦးစားပေးပြုလုပ်ရမည်ဟုဖော်ပြထားကြောင်းဥရောပသမဂ္ဂအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့အစရှိသည့်နိုင်ငံဆောင်အဖွဲ့အစည်းများကလည်းစီအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းကြေညာချက်များထုတ်ပြန်ခဲ့ကြကြောင်းသိရပါသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကပြည်သူများ၏ဆန္ဒနှင့်တိုင်းရင်းသားမဟာမိတ်များ၏ရည်မှန်းချက်ဖြစ်သည့်စေအာနာရှင်စနစ်ချုပ်ငိမ့်ပြီးအသွင်သဏ္ဍာန်နှင့်အနှစ်သာရပြောင်းလဲမည်ဒီမိုကရေစီအခွင့်အရေးများကိုအခြေခံသောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းပေါ်တွင်ခိုင်မာစွာရပ်တည်နေကြောင်းအဆိုပါလမ်းကြောင်းကိုတန်းတူညီမျှမှုနှင့်ပြည်သူလူထုဤဆန္ဒကိုအခြေခံ၍ဒေတာရင်းအင်အားစုများနှင့်အတူတကွပူးပေါင်းဆောင်ရွက်ကဖက်ဒရယ်ယူနစ်များ၌ဂျာကာလာဖွဲ့စည်းပုံအခြေခံဥပဒေသို့ဂျာကာလာအစီအမံများရေးဆွဲအကောင့်ထဲပေါ်နေပြီဖြစ်ကြောင်းသိရပါသည် အထူးရောင်ရွေးကောက်ပွဲကိုအာရမကျင်းပရန်ပြည်စင်နေခြင်းသည်မြန်မာနိုင်ငံပြိုကွဲမှုကိုဥတီစေပြီးပြိပခများကသာတိုးပွားလာစေမည်ဖြစ်သဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လက်မခံအတိအမှတ်မပြုပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းဆေးအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲကိုအတိအမှတ်ပြုခြင်းသည်လက်နက်ကင်စစ်တပ်များကဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရများကိုဖြုတ်ချနိုင်သည်နိုင်ငံရေးကောင်းဆောင်များကိုလည်းဖမ်းဆီးထောင်ချနိုင်သည်အနိုင်ရပါတီများကိုဖျက်သိမ်းနိုင်သည်ဆိုသည့်သတင်းစကားပေးခြင်းဖြစ်သွားနိုင်ပါကြောင်း ရှင်းတို့ထောက်ခံလိုက်ပါကပြည်သူလူထု၏ဆန္ဒကိုပြစ်ပယ်လိုက်ခြင်းသာဖြစ်ကြောင်းဒို့ဖြစ်၍နိုင်ငံတကာကောင်ဆောင်များနှင့်အစိုးရများအနေဖြင့်မြန်မာပြည်သူတို့၏ဆန္ဒကိုအမှန်တကယ်လေးစားအသိမှတ်ပြုပါယံစီအိုစု၏အတူရောင်ရွေးကောက်ပွဲအတွက်ဒီပညာထောက်ပံ့နှင့်ငွေကြေးဆိုင်ရာအကူအညီများပေးအပ်ခြင်းမပြုယံရွေးကောက်ပွဲလေ့လာသူများကိုစေလိုခြင်းမပြုယံစီအိုစုကျင်းပမဲ့ရွေးကောက်ပွဲသည်တရားမဝင်ကြောင်းနိုင်ငံတကာကအသိမှတ်မပြုကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်ယံအဆိုပါတရားမဝင်ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုခြင်းမပြုပါယံ NLD ကပန်ချတိုက်တွန်းချပါတယ်။ရှင်းပြင်တရားမဝင်ရွေးကောက်ပွဲရလက်အရပေါ်ထွန်းလာမီအဖွဲ့အစ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါယံထောက်ပံ့ကူညီမှုများမပေးရန်နှင့်ပိတ်ဆို့အရေးယူမှုများဆက်လက်ထားရှိရန်2020ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှတရားဝင်ရွေးချယ်တင်မြှောက်ထားသောအနိုင်ရပါတီကောင်ဆောင်ဖြစ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ကံပုတ်ကိုနိုင်ငံသားရေးဝန်ကြီးဒေါအောင်ဆန်းစုကြည်နှင့်ဒုတိယဥက္ကဋ္ဌနိုင်ငံတော်သမ္မတကြီးဦးမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအလုံးလူမျိုးရေးဆောင်ရွက်ပေးရန်ဒီမိုကရေစီစနစ်ရှင်သန်ရေးလိုလာသောမိတ်ဆွေနိုင်ငံများအလုံးပူးပေါင်းဆောင်ရွက်၍မြန်မာနိုင်ငံ၏ဒီမိုကရေစီရေးလူအခွင့်အရေးနှင့် Federal ပြည်ထောင်စုတည်ဆောက်ရေးကိုကုညီအကောင်အထည်ဖော်ပေးပါရန် NLD ကတိုက်တွန်းတောင်းဆိုထားပါသည်။ဆက်လက်ပြီးမုံရွာမျိုးပေါ်တွင်ကင်းပတ်နေသောစစ်ကားတစ်စီးကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ2ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ စကိုင်းတိုင်းမုံရွာမြို့ပေါ်တွင်ကင်းပတ်နေသောစစ်ကားတစီးကိုဖြစ်ခတ်တိုက်ခိုက်ခဲ့ရာအကြံဖတ်စစ်တပ်မှနှစ်ဦးသေဆုံးခဲ့ကြောင်းမုံရွာခရိုင်အမှတ်လေးတပ်ရင်းမှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်။ရှမန်နီအော်တိုဘာလ28ရက်နေ့မွန်းလွယ်7နာရီခန့်တွင်မုံရွာမြို့ပေါ်၌ကင်းပတ်နေသောစစ်ကားတစီးကိုဒေါ်လန်ရီတပ်ဖွဲ့များကဖြစ်ခတ်တိုက်ခိုက်ရာအပြာလန်ဖြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးစစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်းသိရပါရယ်။မုံရွာမြို့တွင်မစ်ရှင်တစ်ခုဖော်ဆောင်ဖို့အတွက်ကင်းပတ်လာတဲ့စစ်ကားနှင့်တွေ့လို့ထိတွေ့မှုဖြစ်တာပါ။ နှစ်ယောက်တည်တယ်။တည်သွားတဲ့အစခါနှစ်ယောက်ကိုလမ်းပေါ်မှာပက်လက်လီထားထားတယ်လို့သတင်းရထားပါတယ်ဟုမုံရခရိုင်အမှတ်လေးတပ်ရဲမှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကမုံရခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးမုံရတပ်ပွိုင်းမုံရခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲနှင့်ငါးမြင်းဆောင်ကွန်မန်ဒို4နှင့်မုံရခိုင်တရင်28တက်ခွဲ3စပရင်တက်ခွဲတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးမင်းတုံးမြို့နယ်တွင်တိုင်အဆင့်ရဲမှုလိုက်ပါလာသောကားလေးစီးပါရှင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီးခရရန်တချို့တိမ်းစီရရှိကကားတစ်စီးကိုမိရှုရှင်းလင်းနေဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းမင်းတို့မြို့နယ်တွင်တိုင်အဆင့်ရဲမှုလိုက်ပါလာသောကားလေးစီးပါရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီးခရရန်တချို့တိမ်းစီရရှိကကားတစ်စီးကိုမိရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းတရက်ခိုင်ရအမှတ်လေးတရက်မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုမြတ်ကသတင်းဌာနကိုပြောကြားပါသည် အော်တိုဘားလ28ရက်နေ့မော်လွယ်12နာရီ50မိနစ်ခန့်တွင်မင်းတုံမြို့နယ်မဲဆလီကျေးရွာနှင့်ဝင်တွင်ကျေးရွာအကြားရှိပသိမ်မုံရွာလမ်းပိုင်းပေါ်တွင်မင်းတုံမြို့ဘက်မှဝင်တွင်ကျေးရွာဘက်သို့မောင်းနေလာသောတိုင်းအစ်စ်ရဲမှုလိုက်ပါလာသောကားလေးစီးပါရင်တန်းကိုဒေါ်လာရစ်တပ်ဖွဲ့များကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်ဖိုးဝီကာတစီသည်မိုင်းထိမှန်ကမောင်းပြေးသွားပြီး၎င်းကမောင်းပြေးသွားရာကိုဒေါ်လာရစ်တပ်ဖွဲ့များလိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထို့နောက်ကားပေါ်ပါလာသောစစ်သားများကမိုင်းထိမှန်ထားသောကားကိုရပ်ထားခဲ့ပြီးထိခိုက်ဒဏ်ရာရသူများကိုကြံကားသုံးစီးပေါ်တင်ဆောင်၍ထွက်ပြေးမောင်းနေသွားကြောင်းသိရပါတယ်။ရှင်းတိုက်ခိုက်မှုတွင်အကြံဖက်စစ်တပ်ဘက်မှမျက်မြင်လေးဦးထိခိုက်သေဆုံးနိုင်ပြီး၎င်းတို့ထံမှ7.62ကြည88တောင်း G3 ကြည24တောင်းကာပိုင်ကြည18တောင်းစစ်အုံဆောင်ပစ္စည်းအချို့နှင့်ငွေသား3သိန်းကျပ်တို့ကိုသိမ်းဆည်းနိုင်ခဲ့က၎င်းတို့ထားခဲ့သည့်ကားတစ်စီးကိုလည်းမိရှုရှင်းလင်းနိုင်ခဲ့ကြောင်းသိရပါသည်။ ကျွန်တော်တို့ရတဲ့တရင်အရာလူကြီးလမ်းကြောင်းဖြစ်မယ်တိုင်းအဆင့်ရေမှုပါမယ်ဆိုတဲ့ဟာပေါ့မကွေးတိုင်းရေမှုဆိုတာလာတော့ဆက်လက်အတီးပြူစေပါကာလီစီဖြတ်တဲ့အခါမှာကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်တာမှာဒစီထိတယ်အဲ့ဒစီမှာပါလာတဲ့ကောင်တွေက၄ဦးထပ်မနေထိခိုက်သေးဆုံးနိုင်တယ်အဲ့ဟာမှာတိုင်းမှုအဆင့်ပါလာမပါလာဆိုတာတော့ဆက်လက်စုံစမ်းစေပါကျွန်တော်တို့စုံမိုးထားတဲ့ဒေတာတွေမှာဒီထက်ပိုတဲ့စည်ရေးလှုံရှားမှုတွေစစ်ကောင်စီလှုံ့လာမဲ့ရွေးကောက်ပွဲတွေအဲ့ဒါတွေကိုတိုက်ခိုက်သွားဖို့လှုံ့ဆောင်မယ်ဟုတရက်ခရအမှတ်လေးတရက်မှသတင်းနှစ်ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်တပ်ကမင်းတုံးမြို့အဝင်9မိုင်စစ်စေးရိတ်ကိမ်းမှာလက်နက်ကြီးဖြင့်ရန်တမ်းပစ်ခတ်ခဲ့တော်လဲဒေါ်လာရေးရဲဘော်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဒေသခံပြည်သူများနဲ့ခီးသွွားပြည်သူများအနေဖြင့်အကြံဖတ်စစ်တဲ့ရန်ကားနေမှုများကိုခယူဆိုင်နေထိုင်သွားလာကြရန်တရက်ခရိုင်အမှတ်လေးတရက်မှတရင်နှစ်ပြန်ကြရေးတာဝန်ခံကိုမြတ်ကဆက်လက်ပြောဆိုပါရစေ။